မင်္ဂလာပါရှင်ဗမာခေတ်တည်ထောင်နာရဲ့ထိတ်တန့်တဲ့များကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတမရမဖြစ်ပဲကိုးဖြစ်ဖို့အလားအလာရှိနေသေးသည့်မိုးရိပ်ရာစာကွာတိုမင်းအောင်လိုင်းဆိုတဲ့တရင်ဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် အာဆီယံဘုံသဘောတူညီချက်၅ချက်ဖော်ဆောင်ရန်အလေးပေးဆွေးနွေးခဲ့သည့်အာဆီယံဥက္ကဋ္ဌခီးစဉ်မှာတရင်အမှန်နဲ့တာထွက်ပါမယ်မလေးရှားနိုင်ငံသားဤဝန်ကြီးဖြစ်သူအာဆီယံဥက္ကဋ္ဌရဲ့ဆွေးနွေးပွဲခီးစဉ်မှာအကြံဖတ်မှုများရပ်တန့်ရန်လူသားချင်းစာနာမှုအကူအညီပေးဖို့မှုလက်ခံရန် 5BC အာဆီယံဘုံသဘောတူညီချက်၅ချက်ဆောင်ရွက်ရန်အလေးပေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်အဆိုပါချက်တွေလှုပ်ဆောင်ပြီးမှစစ်ကောင်စီရဲ့ရွေးကောက်ပွဲမျှော်လင့်ရပြီးအစဉ်ချုံးမယ်လို့ဆိုကြနေတာပါစစ်တပ်ဝါဒပြန်တင်းမီ ရီးယားများကပုံမှန်ရိုက်နေသည့်ရွေးကောက်ပွဲကိုအာဆီယံကဇိုးထောက်ခံတာမျိုးမဟုတ်ကြောင်းသိစေရန်ရည်ရချင်းဖြစ်ပါသည်။အမေရိကန်တို့ကမြန်မာစစ်တပ်ရွေးကောက်ပွဲကိုရည်ရည်ပြတ်ပေးချထားပြီးအာဆီယံကတဆင်ဆောင်ကြည့်နေပါသည်။မြန်မာပြည်သူတွေရဲ့ဘတ်တော်သားအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်လေလောင်းမဲအာဆီယံစည်းဝေးပွဲတက်ရောက်မယ်လို့အတန်ထွက်နေပါသည်။ပါကျင်သောတရင်စကား အမေရိကန်တို့အနီးကပ်ဆောင်ကြည့်နေတဲ့ဖြင့်စိတ်ကောင်းစီရွေးကောက်ပွဲအလားလာဟာတရုတ်ကထောက်ခံနေသည့်တိုင်တင်းတလောက်ကြီးအစင်ချောမနေပါကြောင်းမုံရိပ်ရာစာကွာတို့မင်းအောင်လိုင်းကန့်ကြမာဟာသမရမဖြစ်ပဲ၊ကိုယ်ဖြစ်ဖို့အလားလာရှိနေပါကြောင်းလူလူတရင်စာတိုင်းမှတရင်ဆောင်ပါကိုတင်ဆက်ပေးလိုက်ရပါတယ်။စစ်ကြောင်းထုံမှုနဲ့လေးကြောင်းတိုက်ခိုက်မှုများကိုနှစ်ဆအရှိန်မြင့်တင်ရန်ကြောစွာလင်းကောင်းဆောင်သော JOC အစည်းအဝေးကဆုံးဖြတ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်တပ်ကပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သောကြောင့်မြေပြင်စစ်ကြောင်းထုံးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်ဟုန်မြင့်တရန်စစ်စင်ရေးဆိုင်ရာ JOC အထူးစီဝေးတွင်ဆုံးဖြတ်ချက်ချမှတ်ထားကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုပါရယခုအောက်တိုဘာလဆန်းပိုင်းတွင်စစ်တပ်၏ကြီးရည်လေးညှိနှိုင်းကုတ်ကဲမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းဦးဆောင်တဲ့ JOC Joint Command အစည်းအဝေးမှာထို့သို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးရင်းစီဝေးဆုံးဖြတ်ချက်ရာ ရေချောင်းတိုက်ခိုက်မှုများသည့်ရခင်ထက်နှစ်ဆတိုးမြင့်သွားမည်ဖြစ်ကြောင်းမြေပြင်တွင်လည်းလက်လွတ်ဆုံးရှုံးထားရသည့်နေမြေများကိုရွေးကောက်ပွဲမတိုင်မီရက်ပိုင်းလပိုင်းတွင်အမြန်ဆုံးသိမ်းပိုက်နိုင်ရေးစစ်စင်ရေးစီမံချက်များ ရင်းဆွဲကောင်ထိပ်ဖော်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စီယုံမှနေစဉ်လုပ်နေတဲ့ JOC အစည်းအဝေးတွေကဗိုလ်ချုပ်ကြီးကျော်စွာလင်းကဦးစီပါတယ်။ပွင့်လင်းရသည့်လေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်စစ်ဆင်ရေးတွေမှာနှစ်ဆတိုးမြင့်မှုဆုံးဖြတ်ထားပြီးရွေးကောက်ပွဲမတိုင်မီဖြစ်နိုင်သမျှမြို့တွေပြန်သိမ်းမဲ့စီရေးစီမံချက်တွေစလုပ်နေပြီဟုနေပြည်တော်စစ်ဘက်တရင်ရှင်မြစ်ကပြောဆိုပါတယ်။လက်တလောတီဘောမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လျက်ရှိပြီးယခုအောက်တိုဘာလအတွင်းအပိသက်တီဘောမြို့ကိုရရှိရေး တိုက်ခိုက်သိမ်းပိုက်ရန်နေပြည်တော်စေယုံ JOC အစည်းအဝေးကဆုံးဖြတ်ထားကြောင်းသိရပါတယ်။စီဗီအန်ဘူကြီးစင်ရောကမှုစစ်တပ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်မြင့်တင်ပြီးတိုက်ခိုက်နေရတွင်ကုန်ကြစည်တက်တာသောစစ်တပ်လေဒီများအပါအဝင်နီလန်းပေါင်းစုံကိုအုံပြုလိုက်မည်ဖြစ်ကြောင်းသုံးသက်ပြောဆိုပါရယ်အထက်ကတော့လေကြောင်းအရေးတာမှုဆိုရင်စီအာတာချက်ကိုလည်းယူတာစစ်တပ်လေဒီပါရာမော်တာတွေဂျိုင်ရိုကော့ပတာတွေနဲ့မောင်းတဲ့လူတွေက နေတရဲတွေလိုမျိုးစနစ်တကျမွေးထုတ်ထားတာမဟုတ်ဘူးရက်တို့တန်းတန်းပေးပြီးကောက်မောင်းပြီးတက်ကြရသလိုဒီလိုမျိုးတွေဆိုတော့လူရင်းမြစ်ငွေကြေးရင်းမြစ်ရောအချိန်ရင်းမြစ်ရောခြုံပြီးတော့လေချောင်းကနေကွက်ပြစ်အေးတာတဲ့ ပုံစံမျိုးလုံလာတာပေါ့သူတို့မှာကန့်သက်ချက်တော့ရှိတယ်။မြေပြင်ကနေလက်နက်ငယ်နဲ့ပြန်ပြီးတော့ပစ်ခတ်ရင်ထိအောင်မှုရှိတယ်။ဆက်လက်တို့စက်တနက်ဂျီရိုနဲ့ပြစ်မယ်ဆိုသူတို့အတွက်ရှောင်းတိန်ချိန်အခွင့်အရေးနေပါတယ်။ဒါ့ပေမဲ့လက်နက်ကောင်းကောင်းမုံမုံမရှိတဲ့ပြည်သူလူထုအခြေပြုတာများတဲ့နေရာတွေကိုဒီလိုမျိုးတံပိုးနဲ့အဖွဲတွေတံပိုးနဲ့စက်တက်လေးလေးတွေဂျိုင်ရိုကော့ပတာတွေနဲ့လုပ်ချင်တဲ့သဘောမျိုးပေါ့လေးချောင်းအရေးတာမှုကိုနည်းနည်းနဲ့ကြဲကြဲဝိုင်းလိုက်တဲ့ပုံစံမျိုးလို့ပြောရမှာဖြစ်ပါတယ်ဟုစီရီယံဘူကြီးစင်ယောကပြောဆိုပါတယ်။ ထို့အပြင်စစ်တပ်ကတော်လိုင်းရဲတပ်များသိမ်းပိုက်ထားသောနေမြေများကိုလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်လာခြင်းမှာစစ်တပ်စိုးမိုးသောနေမြေများသို့ပြည်သူများရွှေ့ပြောင်းလာရန်နှင့်ရွှေကောက်ပွဲအတွက်မဲပေးသူများများပြားလာစေရန်ရည်ရွယ်မှုများပါဝင်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရီဘုံကျဲတာကရွှေကောက်ပွဲနီလာလေးပို့များလာလေးကိုတွေ့ရတဲ့စစ်တိုင်းလိုလေတိုက်မနိုင်မှု နေသာတိန်လို့ရတဲ့ရွေးကောက်ပွဲလုပ်ရမယ့်မြို့တွေမှာလူစီမလာဘူးဥပမာမိုးပြဲတို့ဖဲခုံတို့ဒီမော့ဆိုတို့ဖရူဆိုတို့မှာကြည်လိုက်ရင်လူလောင်းလောင်းငငစီနေတာမရှိဘူးအဲ့ဒီတော့စစ်ပေးရှောင်ဆိုပြီးပဲလူမြောက်နေမြေတွေမှာတွားပြီးတော့နေကြတာများတယ်လူခေါ်တဲ့ပုံစံမျိုးဖြစ်နေတယ်သူတို့အုပ်ချုပ်တဲ့နေမျိုးတွေကိုတော့ဘုံပြန်ကျဲတာမျိုးမရှိသေးဘူးလေအဲ့ဒီတော့ဘုံကျဲမှာကြောက်လို့ဆိုပြီးသူတို့ထိန်းချုပ်တဲ့နေမျိုးတွေကို ရောက်လာအောင်တမင်ရဲရဲဆက်ဆက်နဲ့ရုံမာပြီးတော့လူခေါ်တဲ့အနေထားမျိုးသွားတွေ့ရတယ်။လာပညာမှာဆိုလဲမုံရမျိုးနယ်ထဲမှာတွင်ကိုပဲသူတို့တန်တရားဖြစ်ရတဲ့အညိုရောင်နေမြေလို့သတ်မှတ်ထားတဲ့နေရာမျိုးတွေကိုပဲရွေးကောက်ပွဲအဲ့ဒီနေရာမှာမလို့ဖြစ်ပေမဲ့လူတွေကရွေးကောက်ပွဲစီကိုလာတဲ့ပုံစံမျိုးရွေးကောက်ပွဲရှိတဲ့နေရာကိုလာတဲ့ပုံစံမျိုးဖြစ်လာအောင်ခြောက်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာလူတွေအကြောက်တရားဝင်လာပြီးတော့သူတို့ထိန်းချုပ်တဲ့နေမြေတွေကိုရောက်လာပြီးရွေးကောက်ပွဲပေးတဲ့အင်အားထိုးလာအောင် ပုံပေါ်လာအောင်လုပ်တယ်လို့မြင်နေဟု CDM ဘိုးကြီးက ုံသက်ပြောဆိုကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တပင်းမျိုးပေါ်ရှိစစ်တပ်တပ်ဆွဲထားတဲ့နေရောင်ကိုအနီးကပ်ဝင်ရောက်ပြီးဖောက်ခွဲတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းတပင်းမျိုးပေါ်ရှိအကျန်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရောင်ကိုအနီးကပ်ဝင်ရောက်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းတပင်းအခြေဆိုင်အဖြူရောင်ပြည်သူ့ကာကွယ်ရေးဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါရယ်။အော်တိုဘာလ6ရက်နေ့ညနေပိုင်းမှာတပင်းမျိုးပေါ်မှာတပ်ဆွဲထားတဲ့အကျန်းဖက်စစ်သားများရှိရာနေရောင်ကိုဒေါ်လန်ရီတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်မိုင်းထောင်ပြီးနောက်ယင်းနေ့ည7:00နာရီခန့်မှာဖောက် ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းမိုင်းထောင်ပြီးတောင်းလိုက်ရတပ်ဖွဲ့များပြန်လည်ဆုတ်ခွာလာခြင်းအထိကိုက်မရှိကြောင်းသိရပါသည်။ရင်းတိုက်ခိုက်မှုသည်ကြာဆုံးခဲ့သော ဒေါ်လာရင်းရဲပေါ်များကိုဂုံပြူသောအနေဖြင့်တိုက်ခတ်ခြင်းဖြစ်ကြောင်းတပင်းအခြေစိုက်ဖြူရောင်ပြည်သူကာကွယ်ရေးဖွဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြပါရယ်။ကြာဆုံးရဲပေါ်တွေကိုဂုံပြူတဲ့အထိတ်မဲ့ဖြစ်သွားရောက်ပေါက်ခွဲတိုက်ခိုက်ခဲ့တာပါ။တပင်းမျိုးနယ်တွင်မှရှိတဲ့စစ်သားတွေကိုအနီးကပ်ဆုံးမိုင်းဝင်ထောင်ပြီးတော့လာပြင်းနေညမှာအတန်တပိတ်ပြုတ်လောက်တာပေါ့စစ်သားတွေနဲ့အနီးကပ်ဆုံးနေရာအထိကိုကင်းယူသွားထောင်ပြီးပေါက်ခွဲတိုက်ခိုက်ခဲ့တာပါဟုတပင်းအခြေစိုက်ဖြူရောင်ပြည်သူကာကွယ်ရေးဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ အဆိုပါတိုက်ခိုက်မှုကိုတပင်းတိုက်နယ်တဲ့တိုက်နယ်တိုက်ခိုက်ရေးလှုပ်ရှားအဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတပင်းမျိုးပေါ်ရှိအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာများကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအသိပေးပြောဆိုထားတယ်လို့သိရပါဗျာ။ က်ဖန်ကကျင်းပမိပြည်သူ့ဂုံရီစုအခမ်းအနားသို့ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့တန်အမတ်ကြီးတို့တက်ရောက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုချီးမြှင့်ပြီး2025ခုနှစ်ပြည်သူ့ဂုံရီစုအခမ်းအနားသို့ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့တန်အမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်ကြမည်ဖြစ်ကြောင်းသိရပါဗျာ။ 2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကုန်ရေးဂုဏ်ပြုပွဲခန်းနာကိုအမေရိကန်ပြည်ထောင်စုတက္ကသပြည်နယ်ဟူစတန်မြို့မှာမေလ24ရက်ညနေ9:00မှာကျင်းပမှာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ကိုစားတာဖြစ်သူကိုထိန်လင်း Kim Harris ကစုလက်ခံရယူမည်ဖြစ်ကအန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဒေါ်စမအောင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်ရန်ကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းနဲ့အန်ယူဂျီလူခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်ကြမည်ဟုပြည်သူ့ကုန်ရေးအသင်းကသတင်းထုတ်ပြန်ပါတယ်အသက်80ပြည့် ေတော်မဲ့ဒေါအောင်ဆန်းစုကြည်ဟာဆရာနာရှင်တွေပြန်မလို့ရဲအောင်ကြောက်ရတဲ့မြန်မာပြည်သူတွေရဲ့ရှေးဆောင်မှာအသက်80ပြည့်တဲ့ဒီနှစ်မှာပြည်သူ့ခုံရေးစုချင်းမြင့်မှုအပေါ်ပြည်သူတယောက်အနေနဲ့အင်မတန်ဂုဏ်ယူခြင်းနဲ့ရပါတယ်ဟုရန်ကုန်အခြေဆိုင်နိုင်ငံရေးအကျဉ်းသားတအူးကပြောပါတယ်။ ဒေါင်ဆန်းစုကြည်၏မြန်မာပြည်သူများအတွက်ဘဝတလျှောက်လုံးအထောက်ကြိုးပမ်းမှုမေတ္တာထားမှုနှင့်နိုင်ငံရေးဥဆောင်မှုတို့ဖြင့်မတရားဖန်ဆီးချုံနောက်ခြင်းခံရသောလေရက်ဆက်ကြမ်းကြုတ်သောဆရာနာရှင်စနစ်အားမမိတ်မတုံဆန့်ကျင်ခုခံမှုတို့အတွက်ဥညွတ်ကုန်ပြုခြင်းဖြစ်ကြောင်းပြည်သူ့ကောင်၏အသင်းကထုတ်ပြန်ပါသည် မိမိအနေနဲ့အခုလိုဂုံပြူတာကိုတယောက်ထဲရတဲ့ဂုံထူးဆောင်ဘွဲတစ်ခုဖြစ်ရှုမြင်မှာမဟုတ်ပဲမတရားမှုကိုဆက်လက်ဆန့်ကျင်ရည်တည်နေကြတဲ့မြန်မာပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ရင်းစွမ်းတက်တိကိုဂုံပြူတဲ့စုပြည့်မှတ်ယူမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုကိုထိန်လင်းကပြောပါတယ်15ချိန်မြောက်ပြည်သူ့ဂုံရေးဂုံပြူမှုအဖြစ်နေဦးတော်လန်ရေးတွင်ပါဝင်နေသောလူငယ်များ၏တီထွင်ဖန်တီးမှုနဲ့ထုတ်လုပ်မှုများနဲ့16ချိန်မြောက်တွင်ပြည်သူ့တန်တန်မကြီးပြည်သူ့တန်မကြီးဦးကျော်မိုးထွန်းတို့ကိုချီးမြှင့်ခဲ့ကြောင်းသိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ပသိမ်ကြီးမြို့နယ်တွင် hip hop နဲ့ rap guitar သမားအစ်စဲကကိုထက်ဝရန်ကိုစစ်တပ်ကညတကောင်ရန်ချိန်ဝေးရောက်ဖမ်းဆီးပြီးအကြောင်းမဲ့နှင်းပန်းနှိပ်စက်တပ်ဖြတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တွင်အသက်24နှစ်အရွယ် hip hop နဲ့ ရက်ဂီတာတမကိုထက်ဝေရန်ကိုစစ်တပ်ကညတကောင်ရန်ချိန်ဝင်ရောက်ဖမ်းဆီးသွားပြီးအလောင်းပြန်လာယူရန်မိသားစုကိုအတိပေးလာကြောင်းတင်းဆုံးသူကိုထက်ဝေရန်၏မိတ်ဆွေများကပြောဆိုပါရမေလ20ရက်ည12နာရီချိန်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ငွေတောင်ကျေးရွာအုပ်စုကလားကြီးချန်ကျေးရွာမှအသက်24နှစ်အရွယ်ကိုထက်ဝေရန်ခေါ်အစ်စဲကိုစစ်တပ်ကကားဖြင့်လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ရှင်းနောက်မေလ22ရက်နေ့မန္တလေးစေယုံကြီးရင်ခွဲယုံကကိုထက်ဝီရဲ့အလောင်းစေယုံတို့ရောက်ရှိနေပြီဖြစ်ကြောင်းခြံရည်သူမိသားစုထံသို့အကြောင်းကြားလာကြောင်းသိရပါတယ်ခြံရည်သူမိသားစုကမန္တလေးစေယုံကြီးရင်ခွဲယုံတို့လိုက်သွားသောအခါစစ်တပ်၏ညှဉ်းပန်းနှိပ်စက်ဒဏ်ရာများဖြင့်တိစုံနေသောကိုထက်ဝီရဲ့အလောင်းကိုတွေ့ရှိရကြောင်းမျက်နှာဥကောင်းနှင့်ကိုခန္ဓာတစ်ခုလုံးမှာဒဏ်ရာဒဏ်ချက်များစွာဖြင့်တိစုံခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ် သူကဘာမှပြစ်မှုကျူးလွန်တာမရှိဘူးပြစ်မှုမှတ်တမ်းလည်းမရှိပါဘူးအဲ့ဒါကိုအေးထီလာဖမ်းပြီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်လိုက်တာပါသူမှဇနီးနဲ့နှစ်နှစ်ခွဲသမီးလေးချန်ခဲ့ပါတယ်အလောင်းကိုလည်းဆေးရုံကနေတဆင်မဲ့တချိုးခိုင်းနေတချိုးပြီးပါပြီဟုကိုထက်ဝေရဲ့မိတ်ဆွေက ရှင်းလင်းပြောဆိုပါတယ်စစ်တပ်၏ဖမ်းဆီးတပ်ဖြတ်မှုခံလိုက်ရသောကိုထက်ဝေရဲ့ဟာအေးဆေးစွာနေတတ်တဲ့ဂီတာသမားတဦးဖြစ်ပြီးဝါသနာပါယာ DJ ဟစ်ဟော့နဲ့ရက်ဂီတာကိုဒီဇိုင်းမမတ်လှူဆောင်နေသူတယောက်ဖြစ်ကြောင်းသိရှိရပါတယ် thank you